အားလုံးပဲမင်္ဂလာပါနော်စီစီပါအတက်တိုင်းမဲ့ channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်တို့ဒီနေ့ခွန်လိုင်းမှာတော့ကျွန်တော်စောင့်မျှော်နေတဲ့ ISP FC အသင်းနဲ့ SUM FC အသင်းတို့ရဲ့ကဲမဲ့ပွဲလေးရှိပါတယ်ပေါ့နော်ဒီပွဲလေးကိုတော့ဒါရိုက်ကြည့်ရှုခြင်းလဲဆိုရင်တော့တူဝနကွင်းမှာတော့အပြင်မှာသွားပြီးတော့ဒါရိုက်ကြည့်ရှုလို့ရပါတယ်အဲကြည့်ရှုဖို့အတွက်လည်းဘတ်စကာတွေစီစဉ်ပေးထားတယ်ဒီမှာကွင်းဝင်ကြီးတွေလည်းအခမဲ့နဲ့ပေါ့နော်ဝင်ပြီးကြည့်ရှုလို့ရအောင်စီစဉ်ပေးထားတယ်ပေါ့နော် ဒါပေမဲ့ဒီလိုမျိုးပေါ့နော်ဒီမှာသွားပြီးကြည့်ဖို့အဆင်မပြေဘူးဒီ line ဘောကနေပဲကြည့်ကျင်တယ်နော် line ဘောကကြည့်လို့ပဲအဆင်ပြေတယ်ဆိုရင်တော့ကျွန်တော်ဒီမှာ software လေးတစ်ခုကိုကျွန်တော်ပြပေးမယ်အဲ့ software လေးကနေနော်ကျွန်တော်ဝင်ပြီးတော့ကြည့်လို့ရမယ်အဲ့အဲ့ software လေးကိုကျွန်တော် Play Store မှာရှာလိုက်နော် Play Store မှာဒီမှာ MRTV ဆိုပြီးရှာလိုက်ပြီးဒီအပေါ်ဆုံးကဒီမှာဒီအပေါ်မှာ MRTV ဆိုတဲ့ software လေးကို down လိုက်ပါเนาะ down လောက်ဆွဲလိုက်ကျွန်တော်ကတော့ down ပြီးသားဆိုတော့ open လိုက်အဲဆိုဒီ software လေးကိုဖွင့်လိုက် ဖွင့်ရင်ဒီမှာ MRTV HD ဒီမှာဒီဘောဟာလေးတွေကိုဘေးလို့ဆွဲလိုက်ဒီမှာ MRTV Farmer မှာဒီ Farmer channel မှာလည်းဒီမှာလွှင့်မယ်ပေါ့နော် MRTV Farmer မှာလည်းလွှင့်မယ် MRTV Entertainment မှာလည်းဒီမှာလွှင့်မယ်ပေါ့နော်အဲ့ဆိုရင်ဒီ software လေးကို down ပြီးတော့ဝင်ပြီးတော့ကြည့်လို့ရတယ်ပေါ့နော် ရလို့ software နဲ့လည်းမကြည့်ချင်ဘူး TV TV မှာကြည့်မယ်ဆိုလည်းဒီ MTV channel တွေမှာလာမှာပေါ့နော် SkyNet Sport channel တွေမှာလာမယ် SkyNet software မှာလာမယ်ပြီးတော့ရင် MTV entertainment မှာလာမယ် MTV farmer မှာလာမယ်ပေါ့နော်အားကြောင့်မို့ TV နဲ့ကြည့်ကြတဲ့လူတွေကလည်း MTV entertainment မှာဝင်ကြည့်ပေါ့နော် MTV entertainment MTV farmer ဟုတ်ပြီး MTV radio ဆော့ဝဲဆော့ဝဲပေါ့နော်ရေဒီယို MTV ရေဒီယိုမှာလည်းပြင်ပေးမှာပေါ့နော်ကဲအားလုံးပဲတော့ဝင်ရောက်ကြည့်ရှုလို့အဆင်ပြေကြပါလိမ့်မယ်နော်ကျွန်တော်တို့ဒီမှာ live ပေါ်ကနေကြည့်လို့ရမယ်လင့်လေးပေါ့လေကျွန်တော်ဒီမှာလမိုးပွဲလာတဲ့တောက်လျှောက်ကျွန်တော်လင့်လေးလည်းကျွန်တော်ညှို့ချပေးသွားမယ်နော်ကဲအားလုံးပဲအဆင်ပြေကြပါလိမ့်